မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ AA နှင့်စစ်တပ်တို့အကြောက်ဖြူမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကြောက်ဖြူမှာစစ်တောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်စစ်ကြောင်းနဲ့အာရကတပ်တော် AA တို့အကြား နှစ်ရက်ဆက်တိုက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားပြီးဖျို့ဖျဲနဲ့ပြန်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူကငတိုင်းချောင်းရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုအေအေကဖိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်နှစ်ရက်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်စစ်ကြောင်းတောက်မခံနိုင်တော့ဘဲဖျို့ဖျဲဖြစ်ပြီးပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ကြောက်ဖြူဘက်ကတော့စစ်တပ်ကစစ်ကြောင်းထိုးလိုက်အေအေကပိတ်ဆို့တိုက်ခိုက်လိုက်နဲ့စစ်တပ်အနေနဲ့နေမြချက်ထွင်နိုင်တာမျိုးမရှိပဲတဖြည်းဖြည်းနေမြကျင်းလာမဲ့သဘောကိုတွေ့ရပါတယ် ဒီရပိုင်းထွက်လာတဲ့သတင်းတွေအရစစ်တပ်ကတရုတ်ကူညီနဲ့မျိုးလေးမျိုးကိုပြန်တောင်းနေဆိုတဲ့သတင်းတွေထွက်လာပေမဲ့တရုတ်ဘက်ကအကျိုးစီးပွားတွေရှိနေတဲ့ကြောက်ဖြူမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတာကိုတွေ့ရပါတယ်လို့ CDM ဘုံမှုဆွေတော်ကသတင်းဌာနကိုပြောပါတယ်။အာနာသိန်းစစ်တပ်ဘက်ကအင်အား200ကျော်ခန့်ပါတဲ့စစ်ကြောင်းနဲ့ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးချောင်းဝါနဲ့တိုင်းချောင်းကျေးရွာပတ်ဝန်းကျင်နေရာတွေမှာနိုဝင်ဘာလ10ရက်နဲ့9ရက်နေ့တွေမှာတိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ကရေချောင်းကရော်လေချောင်းကပါပြစ်ကူပေးတိုက်ခိုက်ခဲ့ပေမဲ့ အေအေရဲ့တိုက်ခိုက်မှုကြောင့်စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိပြိုကွဲပြီးနောက်ပြန်ဆုတ်သွားတာလည်းဖြစ်ပါတယ်။တိုင်ချောင်းရွာဘက်မှာစစ်ကြောင်းပြတ်သွားပြီးချောင်းဝကြီးရွာဘက်ကိုစစ်ကြောင်းဆုတ်ခွာစဉ်အေအေကလိုက်လံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမန္တလေး PDF ရဲ့စိုးမိုးနေမြေတွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားဖို့မန္တလေး PDF သတိပေးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပြည်သူ့ကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ရဲ့စုံမုံနေမြေတွေဖြစ်တဲ့မရရာစင်ကူးနဲ့ တပိတ်ချင်းမျိုးနယ်တွေမှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ဒီကနေ့နိုဝင်ဘာ10ရက်မှာထုတ်ပြန်ထားပါတယ်။အာနာသိန်းစစ်ကောင်စီဟာ2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီတို့မှာတရားမဝင်တူယောင်ရွေးကောက်ပွဲကိုအရမပြုလုပ်ဖို့ဆောင်ရွက်နေပြီးအဲဒီကာလမတိုင်မီမှာသာလွန်အင်အားများစွာအသုံးပြုပြီးတော်လရေးတပ်ဖွဲ့များရဲ့ထိန်းချုပ်စိုးမိုးနေမြေတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ကအသိပေးပါတယ်။ မန္တလေး PDF ရဲ့လှုပ်ရှားစိုးမိုးရနေမြေတွေဖြစ်တဲ့မရိယာဆင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာလည်းအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ဖို့ရာထားတဲ့မြို့နယ်တွေစည်ရင်မှာပါဝင်နေတယ်လို့မန္တလေး PDF ကထပ်မံအသိပေးပါတယ်အခုအခါမရိယာဆင်ကူးနဲ့တပိတ်ချင်းမျိုးနယ်တွေမှာတနေ့ထက်တနေ့စစ်ရေးတိုက်ပွဲတွေပုံမပြင်းထန်လာကအဲ့ဒီဒေတာတွင်နေပြည်သူလူထုအနေနဲ့တိုက်ပွဲတွေကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံများလှုပ်ဆောင်ထားဖို့ မန္တလေး PDF ကမြစ်တရက်ခံတိုက်တွန်းပါတယ်။မန္တလေး PDF ဟာအာနာသိန်းစစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းပြည်သူတော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းနိုင်ကိုရောက်တဲ့အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့မန္တလေး PDF ကအသိပေးထားပါတယ်။အာနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲအတွက်စိုးမိုးနေမြေတွေပြန်လည်ရယူနိုင်ဖို့ထိုးစစ်စင်တာတွေကိုမြေပြန့်နဲ့ချင်းပြည်နယ်ကိုဥတီလုံဆောင်နေကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆက်လိုင်းရောမန်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာပြောကြားထားပါတယ် အထူးသဖြင့်ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်အင်အားထောင်ချီအုံပြုထိုးစစ်ဆင်နေတာဖြစ်ကြောင်းအသိပေးပါရယ်စစ်ကောင်စီဟာရှမ်းမြောက်မှာအပြည့်ရစေရေဖော်ဆောင်ပြီးနောက်မြေပြတ်နဲ့ချင်းပြည်နယ်ကိုထိုးစစ်အရှိန်မြှင့်လှောက်ဆောင်ကရခိုင်ကချင်းပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်လေးချောင်းစစ်စင်ရေးအရှိန်မြှင့်လှောက်ဆောင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောကြားထားပါရယ်ဆက်လက်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးဖောက်ပွန်ကိုပြန်လည်သိမ်းပိုက်ရန်စစ်ကော်မရှင် ထိုးစစ်ဆင်လျက်ရှိတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကရင်ပြည်နယ်ဖာပုံမြို့နယ်တွင်ရွှေခောက်ပွဲကျင်းပရန်အတွက်စစ်ကောမရှင်တပ်သည်ကမာမောင်မျိုးဘက်မှတက်စဉ်ကမာမောင်ဖာပုံလမ်းကြောင်းအတိုင်းစစ်ကြောင်းထိုးလျက်ရှိကြောင်းစစ်ရေးတရင်ရင်းမြစ်များကပြောပါရယ်။တိုက်ပွဲတွေကတော့ချက်ဖြစ်တဲ့အခုကတော့ဝါဒူးအထဏာဝါသူခုအောက်မှာပဲရှိတုံးမင်းသူတို့တိတ်ပြီးတော့မတက်နိုင်သေးဘူးကက်တိုင်တိရောက်ဖို့တော့တော်တော်လေးအလံဝေးသေးတယ် ဖာပွန်ဆိုရင်တော့အဝေးကြီးပဲဟု KNU တက်မဟာကပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစောကလေးတို့ကပြောပါရယ်လက်ရှိတွင်စစ်ကော်မရှင်တက်ခရင်နေကြဆောင်တန်း PGF နဲ့ဘိုဘီဦးဆောင်တဲ့ DGBA ခွဲထွက်အဖွဲ့တို့ပါဝင်သည့်ဖူပေါင်းစစ်ကြောင်းသည်ဖာပွန်ကမာမောင်းလမ်းပေါ်ရှိဒူဝါရွာနှင့်ဝါသူခိုရွာအကြားသို့ရောက်ရှိနေပြီးဝါသူရွာအထက်ပိုင်းတွင်အထိုင်ချတပ်ပြင်နေသည်ဟုသိရပါသည် မြေပြင်အင်အားယာနှင့်ခြိတာမကလေးချောင်းမှချုံစစ်သုံးလျင်များဖြင့်ပုံကျဲခြင်းကမောင်မောင်ရှိတက်စခန်းများမှလက်နက်ကြီးပြစ်ကူပေးခြင်းတို့ဖြင့်ဖာပုံကိုဦးတည်လာသည့်စစ်ကော်မရှင်ဤထိုးစစ်သည်2025ခုနှစ်စက်တင်ဘာလဇန်ပိုင်းကတည်းကပြန်လည်စတင်ခဲ့ပါသည်။ဝါတူဝါတိုးခုံမှတက်ဆင့်စက်တမိုင်ကျော်ကမောင်မောင်ဖာပုံလမ်းကြောင်းအတိုင်းထက်ထက်မှသာစစ်ကော်မရှင်တပ်ပူးပေါင်းစစ်ကြောင်းသည်၎င်းတို့ပြန်လည်နေရာယူအထိုင်ချထားသည့်ကတိုင်တီစခန်းသို့ရောက်မည်ဖြစ်ပါသည်။ ကတိုင်တိစခန်းကို KNL ပူပေါင်းတပ်များက2025ခုနှစ်ဇန်နဝါရီလ23ရက်နေ့ကတိုက်ခိုက်သိမ်းယူခဲ့တော်လိမ့်စစ်ကော်မရှင်ကမြေပြင်ထိုးစစ်လေကြောင်းပစ်ကူများဖြင့်2025ခုဇွန်လ9ရက်နေ့တွင်ပြန်လည်သိမ်းယူသွားပြီးလက်ရှိအထိုင်ချထားတဲ့ကတိုင်တိသည်ဖာပွန်မြို့နှင့်36မိုင်ခန့်ကမာမောင်မြို့နှင့်22မိုင်ခန့်ကွာဝေးပြီးလမ်းကြောင်းတက်ဖြောင်းတဲ့ပေါ်တွင် ရှိနေသည့်ရွာကြီးတစ်ရွာဖြစ်ပါသည်။ကမာမောင်နှင့်ဖာပွန်အကြားအလေတွင်ရှိသည်ဟုလည်းဆိုနိုင်ပါသည်။ ဖာပွန်မြို့နယ်ဟုဆိုရာတွင်မြို့နယ်အတွင်း၌ဖာပွန်မြို့နှင့်ကမာမောင်မြို့နယ်ခွဲဟု၍မြို့နှမျိုးရှိပါသည်ဖာပွန်မြို့ကို KNU KNLA နဲ့ PDF ပူးပေါင်းတပ်များက2024ခုနှစ်မတ်လကုန်ပိုင်းတွင်တင်ယူထားပြီးကမာမောင်မြို့တွင်၌မှစစ်ကော်မရှင်တပ်နှင့် PGF DKBA တပ်များတွာလာလှုပ်ရှားအထိုင်ချထားပါသည် KNL ပူးပေါင်းတက်များသည့်ဖာပုံမျိုးအပြင်ဖာပုံမျိုးနယ်တွင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခလာရ29ခမာရ434ဆဆနာ640နှင့်ဖာပုံကမမောင်းလမ်းပေါ်ရှိတက်စခန်း၅ခုထပ်မံဲကိုသိမ်းပိုက်ထားပါသည်လက်ရှိဖာပွန်မြို့နယ်အတွင်းစစ်ကော်မရှင်တပ်ကထိန်းချုပ်ထားနိုင်တဲ့နေရာများမှာကမာမောင်ဖာပွန်စစ်ဗျူဟာအခြေချစာဘာခတင်ခမာရ340နှင့်341တတိုင်းတိတက်စခန်းတို့ဖြစ်ပါတယ် ထိုအနက်ဖောက်ပွန်ဖြူဟာနှင့်အနီးရှိချင်းမြန်တက်ရင်များကို KNL ပူးပေါင်းတပ်များကအချိန်တနစ်ကြာသည့်အထိမြေပြင်လမ်းကြောင်းများဆက်လက်ပိတ်ဆို့ဖြတ်တောက်ထားပါသည်စစ်ကောင်မရှင်အနေဖြင့်ဖာပုံမြို့နယ်အတွင်နေမီအများစုကိုဆုံးရှုံးထားရတော့လေ၎င်းပြုလုပ်မိရွေးကောက်ပွဲအပိုင်နှင့်ကျင်းပမိမြို့နယ်တရာခန့်တွင်ဖာပုံကိုထည့်သွင်းဖို့ပြချပါရယ်စစ်ကောင်မရှင်အနေဖြင့်ဖာပုံမြို့တွင်ရွေးကောက်ပွဲကျင်းပရန်လုံးဝမဖြစ်နိုင်ကြောင်း KNU တပ်မဟာငါပြောရေးဆိုခွင့်ရှိသူကတုံ့တက်ပါရယ်ရွေးကောက်ပွဲကဖာပုံမြို့နယ်မှာလုံးဝဖြစ်နိုင်မှာမဟုတ်ဘူး ဖြစ်နိုင်မယ်ဆိုရင်ခမာမောင်းနည်းနည်းလောက်ပဲဖြစ်နိုင်မယ်။ကြံတဲ့နေရာတွေမှာလုံးဝမဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့သူတို့အုပ်ချုပ်ရေးကလုံးဝမရှိတော့ဘူးဟုဒုတိယဗိုလ်မှူးကြီးစောကလေးတို့ကဆက်လက်ပြောပါတယ်။ဖားပွန်မျိုးသိန်းတိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီးမြို့နေလူလူများဖားပွန်ခမာမောင်းလမ်းပေါ်ရှိရွာများမှဒေသခံများမှဘေးလွတ်ရာဒေသများတွင်တိမ်းရှောင်နေကြရပါတယ်။များသောအားဖြင့်ခမာမောင်းမြိုင်ကြီးငုံဖတ်အံရွှေကွန်းတို့ဘက်တိမ်းရှောင်ကြတော့လေတောင်ရများတောအဆက်များ KNU ထိန်းချုပ်ဒေသများသို့တိမ်းရှောင်နေကြသူများလည်းရှိပါတယ်။ ရွှေကောက်ပွဲလုပ်မယ်လို့တော့ကြားတယ်။ဒါပေမဲ့သူတို့မလာရဲလောက်ဘူးဟုခမောင်မောင်းတွင်စစ်ပေးရှောင်နေသည့်ဖာပွန်ဒေတာခန်အမျိုးသမီးတအုပ်ကပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာငါထိန်ချုပ်နေမည်အတွင်ရှိဖာပွန်မြို့နယ်သည် KNU တက်မဟာအသီးသီးနှင့်တမကကရင်နီနှင့်ပါထိစပ်နေသည့်မြို့နယ်တစ်ခုဖြစ်ပါတယ်။ဆလဗီဒီပေရင်နဲ့ကောလင်းမြို့နယ်တို့တွင်စစ်တပ်က Y8 လျင်ဖြင့်ရိခါထုတ်များတေချပို့ဆောင်ခဲ့ပြီးတော်လိုင်းရေးတပ်ခွဲကရိခါတချို့တင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဒီပေရင်မြို့နယ်အတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုစစ်တပ်က WA ဖြင့်ရိခါတို့များချဲချပို့ဆောင်ခဲ့တယ်လို့ဒေါ်လာရေးတပ်ဖွဲ့ကရိခါတချို့တင်စီရရှိခဲ့ကြောင်းဒီပေရင်အခြေစိုက်အဖြူရပြည်သူ့ကောက်ခွေရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ10ရက်နေ့တွင်ဒီပေရင်မြို့ပေါ်၌တက်ဆွဲထားသောအကြံဖက်စစ်သားများကိုစစ်တပ် WA လင်းရင်တစင်ကရိခါတို့များလာရောက်ချဲချပို့ဆောင်ပေးခဲ့ကြောင်းသိရပါရယ် ထိုသို့ရိခါတို့များလာရောက်တဲချပေးခဲ့သည့်နေရာများကိုဒီပဲရင်တိုက်နယ်တပ်ကဖလှုပ်ရှားတက်စိတ်မှတော်လန်ရေးရဲဘော်များကရှနေနိုဝင်ဘာလ9ရက်နေ့တွင်နေမြေရှင်းလင်းရေးပြုလုပ်စဉ်ရိခါတို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။မနေ့ကဒီပဲရင်မျိုးကစစ်ကွေးတွေတက်ဆွဲထားတဲ့နေရာကိုရိခါလာချတယ်။ WAIN နဲ့မိထီလာရှန်တဲကတက်လာတာပြီးတော့10ကြိမ်လောက်ချတာအထုပ်90ကျော်တယ်။ဒီနေ့မှာတော့ဒီပဲရင်တိုက်နယ်တပ်ကဖလှုပ်ရှားတက်စိတ်ကနေမြေရှင်းလင်းရေးလှုပ်ဆောင်တာရိခါတို့သိမ်းဆည်းရရှိခဲ့ပါတယ်ဟု ဒီပယ်ရင်အခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်အလာတူစကိုင်းတိုင်းကောလင်းမြို့နယ်တွင်လည်းအကြံဖက်စစ်တပ်က Y8 လျင်ပြင်ရိတ်ကားတို့များလာရောက်တဲချပို့ဆောင်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်နိုဝင်ဘာလ10ရက်နေ့တွင်ကောလင်းမြို့နယ်အရှိချမ်းရှိကြောက်ပထိုးရွှေတွင်တွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုမိတီလာလီတက်မှတက်လာသော Y8 လေယာဉ်ဖြင့်ရှေးခါထုံများလာရောက်ကျဲချပို့ဆောင်ခဲ့ကြောင်းသိရပါသည်။မိတီလာလီတက်ကတက်လာတဲ့ Y8 ထောက်ပို့လေယာဉ်ကကောလင်းမြို့နယ်အရှိချမ်းမှရှိတဲ့ ကျောက်ဖလိုရွှေတွင်ထဲမှတက်ဆွဲထားတဲ့စစ်ကွေးတွေကိုရိခါတုတ်တွေကျဲချပို့ဆောင်သွားတာပါဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။